အားလုံးပဲမင်္ဂလာပါခစ်သစ်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးကြပါတယ်အစီအစဉ်လေးမစခင်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီးကွန်မန့်မှာလည်းမှတ်ချက်ဝင်ရေးပေးသွားဖို့မြစ်တာရက်ခံကြပါတယ် လဲနေတဲ့တိုက်လေရင်ရုတ်တရက်ဆက်ချွေပြတ်ကြခဲ့ကြောင်းစစ်ကောင်စီပြောဆိုလိုက်တဲ့ဆိုတဲ့တဲ့နဲ့ PDF များကိုနောက်ချုံမှာတက်ဆုတ်ခိုင်းခြင်းမရှိပဲတိုက်ပွဲပြင်းထန်နေစေဟု TNL ပြောဆိုတယ်ဆိုတဲ့တဲ့နဲ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးချင်ပါတယ်ပထမဆုံးသတင်းတပုတ်ကတော့စကိုင်းတိုင်းပလဲမြို့နယ်အတွင်းထိုက်လျရင်တစီရုတ်တရက်ဆက်ချွေပြီးမြေပြင်ပေါ်ပြတ်ကျခဲ့တယ်လို့စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်လာပါတယ် စွန်ဆက်ရဲ့ဒီကနေ့နေ့လေ12:15မိနစ်မှာလေးကျင့်ပြန်တမ်းမှုပြုလုပ်နေတဲ့ထိုက်လီရင်ဟာပလဲမျိုးနဲ့မင်းတိုင်ပေရွာအရှိပန်းမီတာ2000ခန့်အကွာစပားစီရွာအနီးမှာဆက်ချို့ရင်ပြက်ကျခဲ့တာလို့ဆိုပါတယ်။ပလဲမျိုးနဲ့ကန်တော့နေမြေရဲ့စက်ကန်းကိုတော်လရေးတပ်ဖွဲ့တွေကယခုလဆန်းပိုင်းကစတင်တိုက်ခိုက်နေတာကြောင့်စစ်ကောင်စီတပ်ကလေးချောင်းနေစဉ်ပုံကျဲတိုက်ခိုက်နေတာခိုးရက်ရှိပြီလို့ဒေသခံတွေစီကသိရပါတယ်။ အခုပြတ်ကျတဲ့တိုက်လီရဲဟာလေးချင်းပြန်တဲ့တိုက်လီရဲမဟုတ်ပဲပလင်းနေတဲ့ကတိုက်ပွဲတွေကိုလေးချောင်းကနေဘုံလာကျတဲ့တိုက်လီရဲဖြစ်ပြီးမင်းတိုင်ပင်ရွာအပေါ်ကနေအနှိမ့်ပြန်တဲ့စင်မှာ0.5ဆက်တနက်တွေနဲ့ဝိုင်းဝန်းပစ်ခတ်ခဲ့လို့ပြတ်ကျခဲ့တာဖြစ်တယ်လို့မြေပြင်တပ်ဖွဲ့ဝင်တွေကပြောပါတယ်စစ်ကောင်စီထုတ်ပြန်ချက်မှာတိုက်လေရင်တစီဆက်ချွေရင်းမြေပြင်ပေါ်ပြတ်ကြတယ်လို့ဖော်ပြထားပြီးတိုက်လေရင်အမျိုးအစားကိုတော့ဖော်ပြမထားပါဘူး ပြီးခဲ့တဲ့မေလနောက်ဆုံးပတ်မှာလည်းကချင်ပြည်နယ်ဗမော်မျိုးစကခ21ကိုစစ်ကူလာပို့တဲ့စစ်ကောင်စီရဲ့တည်ယူပို့ဆောင်ရေးရဟတ်ရဲ MI 7 D 3စီကို KIA ပူးပေါင်းတပ်ဖွဲ့တွေကပစ်ချခဲ့တာကြောင့်ရွှေကူမြို့နယ်တောတောင်အတွင်းဒစီးပြတ်ကျခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပေမဲ့အဆိုပါဖြစ်စဉ်မှာလည်းစစ်ကောင်စီကရဟတ်ရင်ရုတ်တရက်ဆက်ချုပ်ရင်းပြတ်ကျတယ်လို့ထုတ်ပြန်ခဲ့ပါတယ် တရတရေတပုတ်အနေနဲ့ PDF များကိုနောက်ချိုမှတက်ဆုတ်ခိုင်းခြင်းမရှိဘဲတိုက်ပွဲပြင်းထန်နေစေဟု TNLA ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ရှမ်းပြည်နယ်မြောက်ပိုင်းနောက်ချိုမြို့နယ်တွင်ပြည်သူတော်လှန်ရေးတပ် PDF များအားတပ်ပြန်စုခိုင်းခြင်းရှိပေတိုက်ပွဲဆက်လက်ဖြစ်ပွားနေစေဟုတအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် DNL ကယနေ့စွန်းဆက်ရက်တွင်ပြောပါရသည် ဒီတော်လန်တက်တွေပြောင်းရွှေ့ခိုင်းတာပြန်ဆုတ်ခိုင်းနေဆိုတာကသတင်းတူသတင်းမှားတာဖြစ်ပါတယ်။မနေ့ကတည်းအဲ့ဒီကန်ကြီးအုံမဏီဘက်မှာအပြန်လန်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေဆက်လုပ်နေကြပါတယ်။အခြေအနေတွေကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးပါဘူးဟု TNL ပြန်ကြားရေးတာဝန်ခံတွေးရည်ဦးကယနေ့ညနေပိုင်းတွင်ပြောပါတယ်။နောက်ချိုမျိုးနဲ့ကံကြီးကြီးရွာ၊ပိန်နေကုန်းကြီးရွာ၊ရှောက်ချံကြီးရွာ၊လက်ပံကုန်းကြီးရွာ၊ညောင်တော်ကြီးရွာ၊နောက်ချိုကြီးကြီးရွာတို့တွင်ဇွန်လ9ရက်၊10ရက်နေ့ 9ရက်နေ့များ၌တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNL ကရမန်နီကထုတ်ပြန်ထားပါတယ်။နောင်ချိုမြို့တွင် TNL နှင့်အတူဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး DPLA နှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များကလည်းစစ်ကောင်စီကိုပူးပေါင်းတိုက်ခိုက်နေကြခြင်းဖြစ်ပါတယ်။နောက်ချုံမျိုးကို2029စစ်စင်ရေးဒုတိယပိုင်း2024ဇူလိုင်10ရက်တွင် TNL နှင့်မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသည်။ နောက်ချုံမျိုးသည်စစ်တကတို့များတီရှိရာပြင်းဦးလွင်နှင့်35မိုင်ခန့်သာကွာဝေးပြီးစစ်ကောင်စီကနောက်ချုံကိုပြန်လည်ရရှိနိုင်ရန်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပါသည်။စစ်ကောင်စီထောက်ခံသည့် Telegram Channel များတွင်မူနောက်ချုံဒေသတွင်ရှိညောင်ပင်တာကုန်းရေမောင်ကုန်းနေရာများကိုဇွန်လ9ရက်နေ့၌သိမ်းပိုက်နိုင်ခဲ့ကြောင်းဖော်ပြထားပါသည်။ ပြီးခဲ့တဲ့ April 28ရက်နေ့28ရက်တို့တွင်တရုတ်နိုင်ငံကူမင်းမျိုး၌ကျင်းပခဲ့သည့် PSLF TNLA နှင့်စစ်ကောင်စီတပ်ဆွေးနွေးပွဲတွင်စစ်ကောင်စီက TNLA ကိုနောက်ချိုးကြောင်မဲတီပေါ်မိုးမိတ်မိုးကုတ်စသည့်မျိုးများမှပြန်လည်ဆုတ်ခွာရန်တောင်းဆိုထားကြောင်း TNLA မေ2ရက်တွင်ထုတ်ပြန်ပါသည် ထို့တောင်းဆိုချက်ကို DNL ကသဘောမတူသဖြင့်ဆွေးနွေးမှုပြီးဆုံးခဲ့ပြီးလာမည့်ဩဂုတ်လတွင်ထပ်မံတွေ့ဆုံမည်ဟုဖော်ပြထားပါသည်။2029နှစ်စစ်စစ်ရေးကာလအတွင်း DNL ကမန္တလေးတိုင်းမိုးကုံမြို့ရှမ်းပြည်နယ်နောင်ချိုတီဘောကြောင်မင်းနတ်ဆန်မန်တုံနံပါတ်2မိုးမိန်မိုင်းငေါ်မိုင်းလုံးကုတ်ခိုင်နန်းခမ်းမြို့များကိုတိမ်ပိုက်ထားသည်။ နောက်ဆုံးသတင်းတပုတ်အနေနဲ့စစ်တွေကံကောကျွန်းကစစ်ကောင်စီစစ်စခန်းကိုအေအေကစီးနှင်တိုက်ခိုက်တေဆုံထိခိုက်မှုများပြားကစစ်ကောင်စီတန်ကြပ်ကာနစီကိုအေအေကမီးရှို့ဖျက်ဆီးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ ရှက်ခိုင်ပြည်စစ်တွေမျိုးနဲ့ဂန်းကော်ကျွန်းကြေးရွာတွင်အခြေချတပ်ဆွဲထားသော စစ်ကောင်စီစစ်စခန်းကိုအရကတက်တော် AA ကမီလနောက်ဆုံးအပတ်အတွင်းမှာဝေရောက်စီးနှင်းတိုက်ခိုက်ခဲ့ကြောင်းစစ်တွေတရင်ရင်းမြစ်ကပြောပါရယ်အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားများရာနေချီတေဆုံးခဲ့ပြီးတိုက်ပွဲကြားမှာတေဆုံးသွားသည့်ရုပ်အလောင်းများမှာယခုအပုံနံတထောင်ထောင်ရနေသည်ဟုစစ်တွေမျိုးစစ်ရေးတရင်ရင်းမြစ်ကပြောပါရယ်အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားများရာနေချီတေဆုံးခဲ့ပြီးဒဏ်ရာရရှိခဲ့သည့်စစ်ကောင်စီတပ်သားများကိုစစ်တွေမျိုး ို့စေယုံနဲ့တက်နေမြေစေယုံများတွင်စေကူးသနေကြောင်းသတင်းရင်းမြစ်ကပြောပါရယ်စစ်တွေမျိုးအနီးကျွရပေါင်း20ခန်းမှာဒေသခံပြည်သူများကိုစစ်ကောင်စီကနှင်ထုတ်ထားပြီးရင်းကျွရများတွင်စစ်ကောင်စီကအခြေစိုက်စစ်စခန်းအခိုင်အမာတက်ဆွဲတိစောက်ထားခြင်းဖြစ်ပါရယ် စစ်ကောင်စီတက်ဆွဲထားသောချီရွာများတဲ့တွင်ဂန့်ကော်ကျွန်းချီရွာလည်းပါဝင်ပြီးတပ်သား200ထက်မနည်းဖြင့်တက်ဆွဲထားကတန်ချက်ကစစ်ကားများကိုပါချထားကြောင်းစည်ရေးတဲ့ရင်ရင်မြက်ကပြောပါရယ်ဂန့်ကော်ကျွန်းချီရွာသည်စစ်ကောင်စီ၏ဒေသကိုကဲမှုစစ်ဌာနချုပ်စစ်တွေဓာကဆစစ်တွေဌာနချုပ်နှင့်ထမိုင်ကြောသာကွာဝေးတော့ကြောင်းစစ်တွေဒေသခံချက်ဦးကပြောပါရယ်ကန့်ကော်ကျွန်းကဓာကဆစစ်တွေနဲ့တိမ်မဝေးဘူးလို့ပြောရမယ် ချက်ကိုင်းတန်ရွာကနေသွားရတဲ့ခလရံမြစ်လက်တက်ချောင်းငယ်တခုရဲ့ကမ်းဘေးမှာတည်ရှိတဲ့ရွာဖြစ်တဲ့ဒါကာစာစစ်တွေနဲ့တမိုင်ကျော်လောက်ပဲဝေးမယ်ထင်ပါတယ်။ကန်းကော်ကျွန်းရဲ့ချောင်းတစ်ဖက်ချမ်းမှာဆိုရင်လေစစ်ကောင်စီရဲ့ကာကင်းစခန်းကြီးတခုရှိသေးတယ်။စစ်ကောင်စီကအဲ့ရွာမှာတက်ဆွဲထားတာကတော့သိကြပါတယ်။ကန်းကော်ကျွန်းကနေဆက်သွားရင်စောမတက်ရွာအဲ့ကနေသွားရင်စစ်ကောင်စီရေတက်စစ်သင်းဘောတွေရှိတဲ့ရွှေမင်းကန်စိတ်ကန်းခလရံမြစ်ထဲသို့ပေါက်တာပေါ်ဟုပြောပါတယ်။ ကန့်ကော်ကျုံကိုအေအေဝင်စီးတဲ့တရင်ကတော့ကြားပါတယ်။ဒါပေမဲ့ဘလောက်ထိခိုက်သေးတယ်ဆိုတာကိုတော့အတိအကျမသိရပါဘူး။စစ်ကောင်စီတပ်သားတွေအသေးညာလို့အပုတ်နှံ့တွေရတာကတော့မှန်ပါတယ်။စစ်တွေဘက်သို့လေးတိုက်လို့တစ်ချက်တစ်ချက်အနှံ့ကမခံနိုင်ဘူးလို့ပြောပါတယ်။ကန့်ကော်ကျွန်းတိုက်ပွဲနှင့်ပတ်သက်ပြီးအရကတက်တော် AAR ဆက်သွေးဆောင်ရွက်နေပြီးအဆိုပါတိုက်ပွဲနှင့်ပတ်သက်၍စစ်ကောင်စီကမှဒစုံတရာထုတ်ပြန်ထားခြင်းမရှိသေးပေစစ်တွေမျိုးအနေတွင်စစ်ကောင်စီတပ်စခန်းများကိုအရကတက်တော် AA ကအလစ်အငိုက်ဝေးတိုက်ခြင်းနှင့် စစ်ကြောင်းများကိုကြားဖြတ်တိုက်ခိုက်ခြင်းအဖြစ်စနိုက်ပါဖြင့်ဖိခတ်မှုများလည်းရှိကြောင်းစစ်ရေးတရင်ရေးမြင်များထံမှသိရပါသည်စစ်ကောင်စီဘက်မှစစ်တွေမျိုးအနီးဘက်ပတ်လည်တွင်ညီညွတ်မိုင်းများထောင်ထားကတက်စခန်းအများပြားကိုလည်းထိုးချဲ့ထားပြီး ပေါတော်ပုံနာကျွန်းနဲ့ရသေးတောင်ဘက်သို့လက်နက်ကြီးပစ်ခတ်မှုများမကြာခဏပြုလုပ်လျက်ရှိပါသည်။ရှင်းအပြင်အဆိုပါမျိုးများနှင့်စစ်တွေမျိုးအနီးအေးအေးရှိနိုင်သည်ဟုယူဆသောနေရာများသို့လေကြောင်းတိုက်ခိုက်မှုများနှင့်စစ်သည်မောများကလည်းကင်းလက်ဆောင်ရွက်မှုရှိသည်။ အထူးသဖြင့်ကလဒန်မြို့ဝနယ်မေယုမြေကျော်တက်ရှောင်းပါဒလိတ်စိတ်ကန်းနှင့်မင်းချောင်းတရာထိတ်တို့အထီးစစ်ကောင်စီစစ်သည်မော်များမှသွားရောက်ခဲ့တဲ့အကြောင်းသိရပါတယ်။စစ်တွေမှာစစ်ကောင်စီ၏ဒေသကိုကဲမှုစစ်ဌာနချုပ်ဒါကာစာစစ်တွေခလာရ20ခလာရ232ခလာရ280ခမာရ344ခမာရ354အင်ဂျင်နီယာတက်အပါဝဲအမြောက်တက်ရဲတက်ရင်စေကူးတက်မနေရှိနေသည်။ ခေတ္တမန္တလေးရဲ့နောက်ဆုံးရသတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွင်မှလည်းသတင်းတူးများတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်။